အသေးကနေထုတ်ပယ်ခံလိုက်ရပြီး၃နှစ်ဘန်းခံလိုက်ရတဲ့လူသားမဆန်လို့နဲ့ထိုင်းကစားသမား2022ခုနှစ်ကထိုင်းဘောလုံးကစားသမား Israel Nine Time ဘုံကပြန်ပဲကစားသမားကိုဘောလုံးလောကမှာမကြုံစဘူးပြင်းထန်တဲ့အကြမ်းဖက်မှုနဲ့တိုက်ခိုက်ခဲ့တာကြောင့်ဘောလုံးကစားခွင့်၃နှစ်ပိတ်ပင်ခံရပြီးသူ့ရဲ့ကလပ်အသင်းကနေချက်ချင်းထုတ်ပယ်ခံရခဲ့တဲ့ဖြစ်ရပ်တစ်ခုဖြစ်ခဲ့မှုပါရီထိုင်းနိုင်ငံရဲ့တတိယဘောလုံးပွဲစဉ်တစ်ခုမှာဘန်ကောက် FC နဲ့ဘန်ကောက် University FC တို့ကစားခဲ့ကြပြီးတော့ဘန်ကောက် FC 3-0နဲ့ရှုံးနေနေချိန်မှာစူပါဆန်ရဲ့ဖြတ်တုတ်ခံရမှုကြောင့် နိုင်ချိုင်းမွန်ကဒေါသအလျောက်ထိန်းချုပ်မရဖြစ်ခဲ့ပါရီ။သူကပြိုင်ဘက်စီကိုပြေးသွားပြီးတော့မူရေးထိုင်းပုံစံတစ်တောင်နဲ့စူပါဆန်ရဲ့မျက်နှာကိုပြင်းပြင်းထန်ထန်ရိုက်ချခဲ့တာကြောင့်စူပါဆန်ကလဲကျသွားခဲ့ပါရီ။အဲ့ဒီဖြစ်ရကြောင်းတိုက်ခိုက်ခံခဲ့ရတဲ့စူပါဆန်ရဲ့မျက်နှာမှာဒဏ်ရာပြင်းထန်ခဲ့ပြီး24ကျပ်ချုပ်ခဲ့ရတယ်လို့မြောက်ဘန်ကောက် University FC ကထုတ်ပြန်ခဲ့ပါရီ။နိုင်ချိုင်းမွန်ရဲ့ဒီလုပ်ရက်ပေါ်အာနာပိုင်နေတဲ့ကလပ်အသင်းတွေကချက်ချင်းပဲတုံ့ပြန်ခဲ့ကြပါရီ။ဘန်ကောက် FC ကပွဲပြီးချက်ချင်းပဲနိုင်ချိုင်းမွန်ရဲ့စာချုပ်ကိုဖျက်သိမ်းပြီးတော့သူ့ရဲ့လုပ်ရက်ကိုပြစ်တင်ရှုတ်ချအကြောင်းကြေညာချက်ထုတ်ပြန်ခဲ့ပါရီ။ ဒါပြင်ထိုင်းဘောလုံးအဖွဲ့ချုပ်ကလည်းဘောလုံးကစားကွက်၃နှစ်ပိတ်ပင်ခြင်းပြစ်ဒဏ်ချမှတ်ခဲ့ပါရီ။ဒါကြောင့်မလို့သူက2025ခုနှစ်မတ်လအထိကစားကွက်ရတော့မှာမဟုတ်ပါဘူး။နိုင်ရှမ်းမုံကပြည်တံချမှတ်ခံရပြီးတော့သူ့ရဲ့လုံရအတွက်လူသိရှင်ညတောင်းပန်ခဲ့ပါရီ။နိုင်ရှမ်းမုံကအိန္ဒိယကကျွန်တော်လုပ်ခဲ့တာအတွက်တောင်းပန်ခြင်းပါရီ။စိတ်ခံစားမှုပြင်းထန်လွန်းလွန်းကိုကိုကိုမထင်းချုံနိုင်ခဲ့ပါဘူး။စူပါဆန်ပြင်သူ့ရဲ့အသည့်နဲ့ပအဝင်ပတ်သက်သူအားလုံးကိုတောင်းပန်ပါရီလို့ဆိုခဲ့ပါရီ။ ။တရိနီယနွိုင်းချိုင်းမွန်ကအချိန်မိုင်းမူရေးထိုင်းတိုက်ခိုက်သမားတူဖြစ်နိုင်တယ်လို့ထင်ကြီးပြီးခဲ့ကြပြီးအဲဒါကြောင့်ပဲတတောင်ရဲချက်ကပြင်းထန်လွန်ခဲ့တာလို့ယူဆခဲ့ကြပါတယ်။နွိုင်းချိုင်းမွန်အနေနဲ့သူ့ရဲ့ပြစ်ဒဏ်ဝင်ခံခဲ့ပြီးတော့ဘောလုံးသမားဘဝကိုဆက်လက်ရှောင်လန်းလိုတဲ့အတွက်ချမှတ်ခံရတဲ့၃နှစ်အတွက်ပိတ်ပင်မှုကိုရှင်းချပေးဖို့အတွက်အယူခံဝင်ခဲ့ပါတယ်။သူရဲ့ယူကံမှာတော့ကျွန်တော်ရဲ့ပေါ်ဆောင်မှုအတွက်နောင်နိုင်ရပါတယ်။ဒါပေမဲ့ကျွန်တော်ဘောလုံးကစားသမားဘဝကိုဆက်ချင်နေတော့မှာပဲ။ဘောလုံးဖွဲ့ချုပ်ကကျွန်တော်ကိုတနာကျင်လာပြီးတော့ဒီမှုကိုပြန်လည်သုံးသပ်ပေးဖို့တောင်းဆိုခြင်းပါတယ်လို့ပြောကြားခဲ့ပါတယ်။ဒါပေမဲ့သူရဲ့ယူကံကအောင်မြင်ခဲ့ခြင်းမရှိပါဘူး။ ဘလုံးကစားခွင့်ပိတ်ပင်ခံရပြီးနောက်သူကအတမွေးဝမ်းကြောင်းအတွက်အချိန်မြင့်အလုပ်တစ်ခုရှာပွေခဲ့ရပြီးအပြိုရန် Shell FC မှာဝင်ရောက်ကစားခဲ့ပါတယ်။နွိုင်ချမ်းမွေရဲ့ပိတ်ပင်မှုက2024ခုနှစ်ဒီဇင်ဘာလမှာပြီးဆုံးသွားခဲ့ပါပြီ။ဒါပေမဲ့အသက်30ရှိပြီဖြစ်တဲ့သူကိုကလပ်အသင်းတွေကလက်ခံခေါ်ယူဖို့စွန့်စားမလားဆိုတာမသေးကြတော့ပါဘူး။